ဟိုတော့နိုင်ငံဟာ industrial revolution ပေါ့ကမ္ဘာမှာဆက်မှုခေပြောင်းဒေါ်လာရေးကြီးဖြစ်တယ်မင်းတို့တင်ညတင်ခဲ့ရတာမလို့ထားတော့ကမေးမေးကောပြောလာမင်းတို့အသက်ကကြီးပြီဆိုတော့နော်မေးသွားပြီနော်ဆက်မှုခေပြောင်းဒေါ်လာရေးပြီးတဲ့အခါမှာဆက်မှုခေထွန်းကားလာတယ်ကမ္ဘာမှာအင်္ဂလန်ကလက်နက်လုပ်ပြီးတော့ဆယ်စနစ်တစုအတွင်းလောက်မှာပဲဘုန်းတို့မြန်မာကလည်းတနက်ထုတ်နိုင်တယ်အဆင့်တော့တိတ်မမေးဘူးပေါ့ကတို့တော့တနက်တီထုတ်နိုင်တယ် နောက်တော့ကဏ္ဍမင်းသားကြီးလက်ဆက်မှာတည်တဲ့အတိုင်းပဲရင်းမြို့ဘုံလို့ပါတယ်ဆိုတော့လုံနိုင်ခဲ့တယ်ပေါ့လက်နဲ့ဆက်ယုံကြီးတွေအများကြီးရှိခဲ့တယ်အဲ့တော့ဘာပြောချင်လဲဆိုတော့မင်းတို့မင်းကြီးကလည်းအမျော်မြင်ရှိပါတယ်ကဏ္ဍမင်းသားကြီးပုံမှာအပြည့်အဝအားကိုးထားတာလည်းပါတယ်ပေါ့ညီကုံနော်တဘုံတို့နိုင်ငံမှာဆက်ယုံကြီးတွေအများကြီးဖြစ်ခဲ့တယ်နိုင်ငံသားပညာတော်တွေလွတ်တာအဲ့ဒီခေတ်နေနိုင်ငံနိုင်ငံသားပညာတော်တွေ130လောက်130ယောက်လောက်လွတ်ဖြစ်တယ် ဆရာတင်နိုင်တို့ရေးတဲ့ကိုလိုနီခေတ်မြမပညာနိုင်ငံသားပညာတော်တွေများအကြောင်းဆိုတဲ့စာအုပ်ရှိဆရာတင်နိုင်တို့ရေးဆိုတာအဲ့မှာတယောက်ချင်းစီဘယ်တော့မှလွတ်တယ်ဘယ်ပညာရည်တွေသွားတင်ခိုင်းတယ်ဘယ်နိုင်ငံမှာသွားတင်တယ်အဲ့ဒီကလူဘလောက်လောက်ပြန်ရောက်လာတယ်ဆိုတဲ့ဟာတွေအကုန်လုံးအတိအကျရေးထားတယ်ကိုလိုနီခေတ်မြမနိုင်ငံသားပညာတော်တွေများအကြောင်းဆရာတင်နိုင်တို့ရေးတဲ့အစာအုပ်တွေရှိပါဘုံပါပြောချင်တာဆိုတော့အဲ့ဒီခေတ်တုန်းကအဲ့ဒီချိန်တုန်းက မင်းတို့မဲကနိုင်ငံကြီးကိုပညာတော်တွေလွတ်တဲ့အခါကျတော့ဂျပန်ကလည်းအဲ့ခေတ်ကနိုင်ငံကြီးကိုပညာတော်တွေလွတ်430ကျော်တယ်လွတ်တယ်။မြန်မာလွတ်တာ69ယောက်ဒီပြည်တွင်းမှာလွတ်တာလည်းဆို103ယောက်ရှိတယ်။အဲ့430ကျော်အစုံတင်ခဲ့တာမေဂျီဆိုတဲ့ဘုရင်ကြီးမေဂျီရဖောင်းဆိုတာမေဂျီရဖောင်းဆိုတာဂျပန်မှာနာမည်ကြီးတယ်မင်းတို့ရောက်တဲ့အခါသိလိမ့်သူ့အတွက်ပြလိုက်တယ်ဘာတွေလဲသိရရှိတယ်မော်နူမန့်တွေလည်းရှိတယ် ဂျပန်နိုင်ငံကိုခဏဂျပန်ရဲလို့ဖြစ်လာတာအိမ်ပေးကြည့်ပြီးကြောက်အဲ့ရင်တော့ဂျပန်ဟာမင်းမင်းတို့အထင်ကြီးနေဂျပန်အခုမြန်မာပြည်တဲ့ဆိုးတယ်သူတို့ကအဆမ်မူရိုင်းနေရောဘာရောသူတို့လည်းသဘုံနေလက်နက်ကင်တွေအများကြီးပဲအရှင်ရင်တန်းနေကြတဲ့ပြဿနာတွေအများကြီးပဲဂျပန်ရှီအောင်ကားတွေကြီးပေါ့အဲ့လိုမျိုးတွေဖြစ်နေတို့တော့မေဂျီဘင်းလက်ထက်မှာပြည်သူနီတီတွေကိုကဘာဟုထွက်ပြီးတင်ခိုင်းတာဘလို့စားမယ်ဘလို့တောက်မယ်ဘလို့ယူမယ်ဘလို့ပေါက်မယ်ဘလို့အိပ်မယ်အားရရှိအောင်ဘာတွေစားမယ်တောက်မယ်အဲ့ဒါရေးစအကုန်တင်တယ် အဲ့လိုနဲ့ပညာတော်တွေ400နဲ့30ကျော်တချို့စာတွေအရဆိုတယ်နည်းနည်းလေးတော့ရိုင်းနေလို့ရှိရတယ်ဗျဂျပန်မတွေကနိုင်ငံခြားမှာဟိုညံညံသွေးပြည့်မိတဲ့ကိုယ်လက်ကြန့်ခိုင်တဲ့နိုင်ငံတွေဥရောပလိုပါလို့ပေါ့လေအဲ့လိုနိုင်ငံတွေမှာထွက်ပြီးတော့ပြည့်တစားတောင်လောက်ကြတယ်လို့ပြောတယ်အဲတချို့ကြတော့လေအဲ့ဒီနိုင်ငံကသူတို့ကြိုက်တဲ့အမျိုးသားနဲ့ဆိုရင်သူတို့နေပြီးတော့ကိုယ်ဝင်ယူလာပြီးတော့ပြန်လာကြတာရှိတယ်အဲ့ဒီမှာ ဂျပန်အရင်တော့ဂျပန်ငပုဂျပန်ငပုအခုမှတွေ့တွေ့ပါလိမ့်မယ်ဂျပန်ပုလားရှိလားဆိုတွေ့လိမ့်မယ်နော်ဆိုတော့အဲ့လောက်ထိတို့ရဲ့ဒါမှမဟုတ်ဒုနိုင်ငံလွှတ်လိုက်တဲ့60နဲ့ခေါ်နှစ်ယောက်ကအယောက်40ဝန်းကျင်လောက်ပဲပြန်ရောက်တော်တော်များများနိုင်ငံခြားမှာပညာလည်းတက်ရောရမလားတော့အဲ့လူတွေကနိုင်ငံတော်နိုင်ငံတော်ရဲ့ပညာသင်စိမ်းနဲ့သွားကျွန်းတစ်တွေပေးရတယ်ပရမများတွေပေးရတယ်ကြောက်တမရများတွေပေးရတယ်အဲ့ဒါတွေကိုဒီကနေပို့ပေးရတယ် အဲ့ဒါတွေဟိုနိုင်ငံတတ်တတ်ရာဒေါ်လာဒေါ်လာတို့မဟုတ်တတ်တရာနိုင်ငံရဲ့ငွေကြေးတွေနဲ့လဲလဲတာပေါ့နော်တပွဲမပြည့်ဘူးပြန်ရောက်လာကိုကဂျပန်က430ကျော်လွတ်တာကုန်ပြန်လာမျိုးချစ်စိတ်ပါတာကိုပြောတာမျိုးချစ်စိတ်ဘလောက်အရေးကြီးလဲမနေ့ဟိုနေ့ကအသားလေးဆွေးနေသလိုဘလောက်အရေးကြီးလဲဟုတ်နော်နိုင်ငံတော်ကိုအကျိုးပြုမယ်ဆိုဘဝကိုအနစ်နာခံပြီးတော့ခုနကဘုန်းကြီးဘုံနဲ့တော့ဘုန်းတို့ဆွေးနေပြတယ်ဒီအစ္စရေးအစ္စရေးကအီရန်ကိုနိုင်တယ်အစ္စရေးနဲ့အီရန်ဆိုတာမင်းအစတရားနဲ့တက်လောက်ွားတယ် နိုင်ငံရောလူကြီးရောအင်းဟာရောဒါပေမဲ့အစ္စရေးကမိတ်ဆွေကောင်းရှိတယ်အမေရိကန်ရှိတယ်ဟိုဥရောပနိုင်ငံတွေရှိတယ်မိတ်ဆွေကောင်းတွေမြန်မာအဲ့ဒါဥရောပနိုင်ငံတွေတော့မထောက်ခံဘူးဒါပေမဲ့မိတ်ဆွေကောင်းတွေအများကြီးရှိဆိုအီရန်မှာမိတ်ဆွေကောင်းမရှိဒါပေမဲ့သူအင်းအားကြီးတယ်ဆိုအီရန်ကဒုံးကြီးတွေအစ္စရေးကိုအများကြီးပြကြအောင်လုပ်နိုင်တယ်အဲ့လိုလုပ်တဲ့အခါကျတော့အခုဒီလိုလုပ်ဖို့ဆိုပြီးတော့ အီရန်ထဲမှာတခါလဲစိတ်ဝင်ပြီးတော့နှစ်ပေါင်းများစွာမော့ဆက်လို့ခေါ်တဲ့အစ္စရေးထောက်လိုက်ရဲ့ကဘာမှာအကောင်းဆုံးအီရန်ထဲမှာစိတ်ဝင်ပြီးတော့ဘယ်နေရာမှာဘသူရှိတဲ့အကုန်တိကျသည်သူမသိတာမရှိလောက်အကုန်သိတာသတင်းချက်လေအဲ့လောက်ကောင်းဒါကြောင့်ဒီအစ္စရေးရဲ့အီရန်ကိုနိုင်တာဟာထောက်လိုက်ရဲ့ကောင်းလို့နိုင်တာပြောချင်တာအဲ့ထောက်လိုက်ရဲ့စိတ်ဓာတ်စိတ်ဓာတ်တော့အဲ့နိုင်ငံထဲမှာအနှိမ့်သက်ကအငြင်းမှန်ခံပြီးတော့ဒီမျိုးစုံနဲ့ဒီနိုင်ငံကိုစိတ်ဝင်ပြီးသတင်းချက်လက်တွေရအောင်ယူတာ အခုဖမ်းမိတဲ့သူတွေရှိတယ်။အီရန်ကနေမော့ဆက်ကတချို့တွေဖမ်းမိတယ်။ဘာလို့တယ်မတ်။အဲအစ္စရေးကိုလှမ်းပစ်တဲ့ဒုံးကြီးအတန်းတက်များတဲ့ hypersonic supersonic ဒုံးကြီးတွေမှာတက်ပြီးပြစ်လိုက်တာ။အဲလူတွေကြိုးတက်တော့ပြီးတော့အဲဒုံးကြီးမှာတက်လွှတ်လိုက်တယ်။သေတာဘောကလမ်းနေသေးတယ်။ဒါပေမဲ့သူတို့သေမယ်ဆိုတာသိထားတယ်။နိုင်ငံအတွက်အသိခံကြ။လောက်ကောင်းတယ်။ဟိုနိုင်ငံသားစိတ်ဆိုတာဟုတ်လားဒါကြောင့်ဒါလိုမျိုးဒီစကားလေးမှတ် ကိုယ့်အတွက်နဲ့ကိုယ့်မိသားစုအတွက်ဆိုရင်မိသားစုအတွက်ကိုဦးစားပေးရမိသားစုနဲ့ရက်ရွာအတွက်ဆိုရင်ရက်ရွာအတွက်ဦးစားပေးရရက်ရွာနဲ့နိုင်ငံအတွက်ဆိုနိုင်ငံအတွက်ဦးစားပေးရအဲ့ဒါပြည်သူညီညီစိတ်တယ်နိုင်ငံသားစိတ်တယ်အဲ့လိုမဟုတ်ဘူးဆိုငါတို့အတ္တကိုကြိုးပဲကြည်မိသားစုတွေမှာတော့ကြည်လေဟင်းဆိုရင်ကိုယ်ရင်စားသွားခြင်းနဲ့အိမ်မှာလေဒီလိုဘူဘေးနဲ့ဘာနဲ့မဟုတ်ဘူးလေကွာကိုဦးကိုစားသွားမင်းတို့ကောင်းတာရွေးစားမှာပေါ့မိဘတွေအတွက်ဆိုကောင်းတာခြံခဲ့တာအကိုတွေအမတွေအတွက်ကောင်းတာခြံခဲ့တာမျိုး ဘယ်လောက်လို့ဖြစ်လို့လဲစဉ်းစားကြည့်နော်တရင်သူတို့ဘုန်းတော်အတ္တတွေကြည့်မနေဘူးလားမရှိပါဘူးအေးအဲ့ဒါပြည်သူတွေစိတ်ထားတွေညံ့နေတာဒါကိုပြောတာညံ့မညံ့တော့မင်းတို့ကိုယ့်အကိုပြန်ပြီးဆံဝဲစစ်ကြည့်ဒါကြောင့်ဇာရိတ္တလို့ခေါ်တဲ့စိတ်နေစီထားကောင်းဖို့နိုင်ငံအတွက်ဆိုအသက်သေးရဒီလိုလဲဖြစ်နေနော်ဘယ်လိုအခြေအနေဆိုတာတော့ခေါင်းနဲ့ခေါင်းရှိမှစဉ်းစားဖို့လို့ခေါင်းနဲ့စဉ်းစားဖို့လို့လေညံရှိဖို့လို့လေဘယ်လိုနေရာမျိုးတွေမှာကိုသေရရသေရံမလို့ပဲနဲ့ညံတဲ့ လုပ်လို့ရတဲ့ဟာတွေဘာရှိမလဲဒါကိုစဉ်းစားဒီနေ့ကဘုံဘုံကပြောခဲ့တယ်အိုးဘကတန်တန်းတစ်ခုမှပညာတတ်ရင်လက်နက်ကင်တရားမလို့မောဒရာဆက်အလုံးကြောက်ဦးတယ်နော်အဲ့ဒီဇက်ရဲ့မူရင်းဇက်နာမည်ကမဟာဥမင်္ဂဇက်မဟာဥမင်္ဂဇက်မင်းတို့အလုံးသိတဲ့အတိုင်း၈တန်းလောက်ကနေတည်ရတယ်နော်မဟာဥမင်္ဂဇက်မှာဘာအကြောင်းလို့ဆိုတော့နောက်ဆုံးအခန်းမှာဘာလို့ထားတခြားတိုင်းပြည်ကလာပြီးတော့စစ်တိုက်တဲ့ကဥမင်လိုင်ကောင်တူးတယ်ဆိုတော့အခုမှတူးတာမဟုတ်မောဒရာတူးခဲ့တာอืมဥမင်လိုင်ကောင်တူးတဲ့စနစ်တွေနော် ကမ္ဘာကနေကနေအခုဒါဂါဇာတို့ခုအီရန်တို့ဥမင်လိုက်ကောင်းတူတာနောက်အများကြီးကြာနေတယ်ဂျပန်တို့ဥမင်လိုက်ကောင်းတူတယ်ဗီယက်နမ်တို့ဥမင်လိုက်ကောင်းတူတယ်ဆိုတော့အများကြီးနောက်ကြာနေတယ်အဲမောဒရာဥမင်လိုက်ကောင်းတူခဲ့ဥမင်လိုက်ကောင်းတူပြီးတော့ရန်သူရဲ့ခေါင်းဆောင်ရှိတဲ့နေရာကိုရောက်အောင်သွားပြီးအဲ့ခေါင်းဆောင်ကိုဖမ်းပြီးတော့စစ်ပြေရေးညှိနှိုင်းလိုက်တဲ့အခါတရားမှစစ်သားဟိုဘက်ဒီဘက်တည်တရားမလို့ပဲနဲ့ စေဘွက်နိုင်ရပါတယ်မဟာဥမေကဆက်အဲ့တော့ကိုကဘယ်လောက်ထိညံကောင်းအောင်လဲဘယ်လောက်ထိမျှော်မြင်ရှိရမလဲဘယ်လောက်ထိပညာတက်ဖို့လိုလာလဲဆိုတော့ခေတ်ကာလအားလျော်ဆိုတာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့တို့တော့ပညာတက်ရင်လက်နဲ့ကိုင်းပြောင်းမလို့ဒါသိကြတယ်အခုနေ့လက်နဲ့ကိုင်းနေကြတဲ့သူတွေအားလုံးဟာပညာနဲ့ကြလို့တော့မဟုတ်ပညာမဲ့ကြလို့ပဲဒါကြောင့်တော့သူတို့ပညာတက်အောင်လို့ရံဖြစ်เสียမလို့ရံဖြစ်เสียမလို့ပဲနဲ့ငင်းရဲရတာမကောင်းဘူးလားမှန်ပါရဲ့ခင်ဗျာရံဖြစ်ပြီးမှငင်းရဲရရတာဆိုသေးတော့တဲ့တွေအများကြီးလေး ပိဆက်လိုက်ရတဲ့သူအများကြီးလေတချို့ကြတော့လေသေးတာတန်တယ်တချို့ကြတော့လေသေးတာမတန်ဘူးတန်းယူတယ်ဘောဘောတော့ဘယ်သူမှမသေးစေချင်ဒီနိုင်ငံထဲဟုတ်ပြီနော်အေးဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြောဘယ်သူမှထိခိုက်စရာမလိုဘူးနဲ့တိုင်းပြည်ကိုအောင်မြင်အောင်ဖြစ်ထွန်းအောင်တို့ရအောင်လုပ်နိုင်အကောင်းဆုံးပဲအဲ့ဒါလို့ပြောရင်ဘောဘောကိုပြောကြအောင်မယ်ရှင်ပြနိုင်ငံထားလို့ပါလားရှင်မသမတာလုတ်ပါလားဘုမောသမတာလုတ်ဖို့လည်းရွယ်ချက်မရှိဘူးနိုင်ငံရေးလုတ်ဖို့လည်းရွယ်ချက်မရှိဘူးဒါပေမဲ့ဘုမောနိုင်ငံအရေးကိုလုတ်နေတာ ဘုန်းကြီးတွေအတွက်လည်းလုပ်တယ်၊သာနာအတွက်လည်းလုပ်တယ်၊နိုင်ငံအတွက်လည်းလုပ်တယ်၊လူမျိုးအတွက်လည်းလုပ်တယ်၊ပညာရေးအတွက်လည်းလုပ်တယ်။နိုင်ငံအရေးနိုင်ငံအရေးဆိုတာ politic လို့ခေါ်တဲ့နိုင်ငံရေးထဲအထက်မှာရှိနိုင်ငံရေးဆိုတာအများစုဟာပါတီကိုပုံပြတယ်။နိုင်ငံအရေးဆိုတာတနိုင်ငံလုံးကိုပူဇော်ပြုတာ။တာရေးနာရေးအကုန်ပါ။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်။ဒါကြောင့်ဘုန်းကဒီဟာလေးကိုပြောလိုက်တယ်။ပြည်သူညီတင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲ။အခုကပါတော့ဇာတိတလို့ခေါ်တော့စိတ်နေစိတ်ဓာတ်ကောင်းဖို့နောက်နံပါတ်1က အဲ့နှစ်ခုကောင်းပေါင်းပြီးတော့တစ်ခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizenship education ဆိုတာပြည်သူ့နေတည်ကိုပြောဒါအဲ့နှစ်ချက်ကိုပေါင်းလိုက်တော့တစ်ခုပဲပြည်သူ့နေတည်ကဘာအတွက်သုံးနိုင်ငံသားကောင်းတယောက်ဖြစ်ဖို့လို့ပြောနိုင်ငံသားကောင်းဆိုတန်းဝင်ပေါင်းဝင်တန်းဝင်ပေါင်းဝင်နေပေါ့ကမ္ဘာမှာတန်းဝင်ပေါင်းဝင်နေလေစာလောက်အောင်ဂုံရီသွေးပြည့်တဲ့နိုင်ငံသားမျိုးကိုပြောတယ် အဲ့ဒါဘုံဘုံတို့အများကြီးလေ့ကျင့်အများကြီးပြင်ဆင်အောင်ပဲမင်းတို့ကိုယ်နဲ့မဆိုင်ဘူးလို့နေတယ်ဆိုရင်တော့ဘုံဘုံတို့လည်းဘုံကြီးတွေနဲ့မဆိုင်ပါဘူးကနိဗ္ဗာန်ရောက်ကြောင်းပဲဘုံကြီးနဲ့ဆိုင်တယ်ဆိုတော့မြတ်စွာဘုရားရှင်နိဗ္ဗာန်ရောက်ကြောင်းပဲဘုံကြီးနဲ့ဆိုင်တယ်လို့ဘယ်သုတ္တမှာမဟုတ် လောကီတွေလည်းဟောတယ်လောကုတ္တရာတွေလည်းဟောတယ်ဂျီဝိနယသုတ္တတို့သင်္ကလဝရတုတ္တရောကလောကီကိုအများကြီးကိုစားပြုထားတယ်သမုဒိသစ္စာကိုလည်းဟောတယ်ပရမတ္ထသစ္စာကိုလည်းဟောတယ်လောကမှာနေတတ်ဖို့လည်းဟောတယ်သိတတ်ဖို့လည်းဟောတယ်အေးလောကရဲ့လွန်မြောက်ကြောင်းကိုလည်းဟောတယ် လောကထဲမှာရှိရင်နေတတ်ဖို့လေလိုတယ်သိတတ်ဖို့လေလိုတယ်လောကလွန်မြောက်နိုင်တဲ့တရားအမျက်ဆုံးဒါကြောင့်အမျက်ဆုံးတရားနဲ့အကောင်ဆုံးတရားတွေလို့ဟောခဲ့အမျက်ဆုံးတရားတော့နိဗ္ဗာန်ပေါ့အကောင်ဆုံးတရားတော့လောကမှာဘလို့နေမလဲဘလို့သိမလဲဆိုတဲ့ဟာတွေကိုဘုရားရှင်နှမျိုးလုံးခေါ်ပါတယ်နော်အဲကြောင့်ဘုန်းကြီးတွေရဲ့တာဝန်ကလည်းနိဗ္ဗာန်အကြောင်းကြီးရဲ့တတ်တဟုံးမဟုတ်ဘူး gain သားတို့တွေကဘုရားနိဗ္ဗာန်အကြောင်းဟောမယ်မင်းတို့ဘယ်လောက်စိတ်ဝင်စားမလဲစိတ်ဝင်စားနိုင်မှာမလားနိဗ္ဗာန်ဆိုတာခဏတာအခုမင်းတို့ဘယ်လိုမျိုးလူလူ လူလိုသူလိုဘယ်လိုနေရမလဲတော့မင်းတို့မသိသေးဘူး။ဒါဘုံဘုံပြောတာသဘောကြလားမကြလားမကြပါဘူးခင်ဗျာ။လူလိုအသည့်လူလိုနေနည်းကိုစတင်ရတယ်။အဲ့ဒီကြမှာလူအသည့်ထဲတာမန်လူအသည့်ထဲအစင်မြင့်တဲ့နိဗ္ဗာန်အကြောင်းအသည့်တည်းဟာဒုတိယအစင်ပဲ။ဟုတ်လား။အေးအဲ့ဒါကိုဘုံဘုံတို့ပြောတာတိုင်းငံသားကောင်းဖြစ်ဖို့အဲ့ဒါကိုမင်းတို့ပြောတယ်ဗျနိုင်ငံကြီးသားစိတ်ဟုတ်လား။အေးအမေရိကန်ဆိုရင်တခိုးဖြစ်ရင်ဖြစ်နေပြီအမေရိကန်နိုင်ငံသားဆိုဆရာကြီးပဲ။ တခိုးပြင်းနေတောင်မင်းနဲ့လေအမေရိကန်နိုင်ငံသားပတ်သို့ကိုင်းတာဆရာကြီးပြမေအမေရိကန်နိုင်ငံသားမြန်မာပြည်မှာလာခိုးတယ်အဲမြန်မာပြည်ရဲ့ရဲတွေကဖမ်းလိုက်တယ်ဖမ်းပြီးအဲ့ဒီလူကိုစီရင်လို့မရဘူးအကယ်ပြင်းပြတဲ့နယ်စီရင်မယ်ဆိုအမေရိကန်သို့ရအမေရိကန်တန်ရုပ်ကိုအရင်ဆက်သွယ်ရမင်းတို့နိုင်ငံသားတော့ဒီမှာခိုးခိုးစားနေတယ်ကွာနော်အဲ့ဒါဒီတိုင်းစီရင်ချက်ချအမေရိကန်မြန်မာပြည်ကိုပြစ်တယ်မှာအရေးယူမှာမလေးသူနိုင်ငံသားတခိုးချဘူးအစားကာကွယ်ထားတာ တို့နိုင်ငံသားကျတော့ဟိုနိုင်ငံရမှာဘယ်လိုနေရလဲမင်းတို့သိလိမ့်မယ်ကိုယ်တိုင်သိလိမ့်မယ်ဟမ်အေးအဲ့ဒါနိုင်ငံကြီးသားဖြစ်ခြင်းမဖြစ်ခြင်းရဲ့အင်အားသွားกว่าလေစူပါပါဝါလေးกว่าဒီဘက်လုံးမှာအမေရိကန်စူပါပါဝါလေးกว่าစူပါပါဝါပြင် great ပါဝါလေးกว่าတို့နိုင်ငံမဖွံ့ဖြိုးတဲ့နိုင်ငံတွေထဲမှာအခုပါလဲဆိုတော့ကြရှုံးနိုင်ငံထဲမှာတော့ရောက်နော်တန်ဆင်းဆုံးမှာရောက်နေတဲ့ဘောလုံးစကားနဲ့ပြောရင်ဟုတ်လားအေး champion league တို့ဘာလို့ဝင်ကုန်လဲဆိုတော့ away နော်ဘုန်းတော်တန်းသင်းဆိုပါရအောင်ဒီနိုင်ငံကိုမင်းတို့ recover ပြန်လို့မင်းတို့တော်တော်ကန်ကောင်းတဲ့ကောင်တွေပဲဘိုးကျောင်းအောင်ဆန်းတို့လည်းကြိုးစားမှရဟောဘုန်းပြောတာမင်းတို့သဘောပေါက်လားအဲ့လိုလောက်ခွင့်ရတာကန်ကောင်းတာအလုပ်လုပ်ခွင့်ရတဲ့ဟာကံကောင်းတော့အလုပ်လုပ်ဖို့အခွင့်အရေးတွေမရတော့ဘူးဆိုတော့မင်းတို့ကံဆိုးတာပဲမြန်မာတွေကအလုပ်ကံဆိုးခဲ့တယ်။တရားသာတာပေါ်တယ်မိဘတွေကမြန်မာပြည်ကမိဘတွေကသားသမီးတို့အလုပ်လုပ်စရာမလိုပဲနဲ့မွေးလာခဲ့တယ အဲ့ဒီတိုင်းပဲနေခိုင်းတယ်အတော်ကန်ဆိုးတဲ့သားသမီးတွေပဲဒုက္ခရောက်တော့တာပဲအဲ့ဒီတိုင်းနဲ့ဆယ်စုနှစ်ပေါင်းငါးစု၆စုလောက်ဖြစ်လိုက်တော့မြန်မာပြည်ခုရပုံနဲ့ရောက်သွားတယ်ဟုတ်လားသူများနိုင်ငံကခိုင်းတယ်ကလေးကိုလေ့ကျင့်ပေးတယ်ဂျပန်မှာမင်းတို့တွေ့ပါလိမ့်မယ်တွေ့ပါလိမ့်မယ်မူဂျိုတက်တယ်နှစ်ရက်သုံးရက်တော့လိုက်ခွင့်ရှိတယ်ပထမဆုံးရက်ကလေးကိုလက်ဆွဲခွင့်ရှိတယ်နောက်ရက်ဆိုလက်ဆွဲလို့ဝင်သွားတာ အဲဒုနိုင်ငံတော့ချီးပိုးပြီးဂုတ်ကွာတည်ပြီးသွားတာဟုတ်လားနော်ဆယ်တန်းပြေတော့လဲမိဘတွေကချောင်းအောင်နေတော့မယ်လိုက်ဖို့ကြိုးနေရတော့မှမရှိဘူးကဲမိဘတွေကကြောင်းလိုက်ဖို့နေတယ်ကြောင်းပိုးတဲ့အချိန်မကုန်ဘူးလားသာသမီတွေရောမိဘပေါ့မိကိုစိတ်တွေမများဘူးလားမိခိုလိုက်တာကလေးတွေမွေးယောက်ျားတွေရကလေးတွေမွေးပြီးတော့လဲအိမ်လာကတ်နေတော့ဒါမိမနိုင်ငံမှာမရဘူးဒုနိုင်ငံအမိခိုသိမ့်ညားတယ်အမိခိုသိမ့်ညားလို့နေဒါကြောင့်မဖွင့်ပြောတာဟဲ့ တိုးတက်တာပြောတော့မင်းလောင်ရိပ်မိမခံဘူးလေခင်ဗျားတို့ကလွှမ်းမိုးတယ်တဲ့အဲ့ဒါလွှမ်းမလွှမ်းမိုးစေရင်ကိုယ့်ကိုယ်ယုံထွက်နိုင်အောင်လွတ်လွတ်လပ်လပ်ယက်တိတောင်မင်းတို့ကြိုးစားဖို့မလိုဘူးလားအဲ့ဒါဘုံဘုံပြောတာနော်အဲ့ဒီစိတ်တက်တတ်သိရှိဖို့လိုတယ်အဲ့ဒါကိုဇာရိတ္တတတ်သိလို့ခေါ်